တစ်ပတ်ခေစာကံမှာချောကအရင်ပတ်တင်နဲ့မတူဘဲနဲ့အရန်အောင်မှာစိတ်ဝင်စားဖို့ကောင်းပြီးလူကြိုက်များတဲ့ K-drama တစ်ခုအကြောင်းကိုပြောပြပေးခြင်းလိုပါဒီကားက Netflix မှာလည်းကြည့်ရှုသူများပြီးတော့ ဝင်းငွေအကောင်းဆုံးဇကားဖြစ်တဲ့ကင်းမွန်ခိန်အကြောင်းပဲဖြစ်ပါတယ်ဒီကားကလာမဲ့ဂျွန်လာ28ရက်နေ့မှာဆိုလို့ရှိရင် season 3နဲ့ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပါပြီအခုထွက်ရှိလာတဲ့ preview တွေကိုကြည့်ုံနေတယ်ပေါ့နော်အခုထွက်ရှိမဲ့ season က season 2ထက်ကျန်းတဲ့ plot twist တွေအများကြီးပါလာတာကိုတွေ့ရပါတယ်အခုဒီ season 3မှာပေါ့နော် back writer ကဘယ်လိုမျိုးအဆုံးသတ်မှာရှင်ကျန်ရဲ့သူဖြစ်နိုင်မလဲဆိုတာကိုပရိသတ်ကြီးကရောဘယ်လိုမျိုးထင်ပါသလဲ season 2မှာဆိုလို့ရှိရင် player 4 5 6ကဒီ game ကိုအဆုံး ုံးတက်ဖို့ပြန်လဲရောက်ရှိလာတာဆိုတော့ဒီ season မှာပဲသူကရောအဆုံးတက်နိုင်သူဖြစ်မလားဆိုတာကိုတော့ရင်ခုန်လာစောင့်ကြည့်ရမှာပဲပေါ့နော်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကကြတော့ player တူတူတူကဒီ season မှာ claim ဝေးပါပြီ။ rumor တွေအရပေါ့နော်။သူတို့ရဲ့ claim ကလည်းဒီ game မှာ player ဖြစ်ပါလာမယ်ဆိုပြီးတော့ပြောနေကြရပေါ့နော်။တကယ်ကြီးဒါ ပါလာခဲ့မယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာကအခုစီစဉ်မှာဆိုလို့ရှိရင်တကယ်ကိုကြောက်ဖို့ကောင်းတဲ့ The Clock အနေနဲ့ပါလာမှာပေါ့နော်အရန်ကမှာအပေးချမ်းခဲ့ကြတာအွန်ရင်းရောဒီဂိမ်းကိုဆက်ကစားမလားဒါမှမဟုတ်ရက်တန့်ပြစ်လိုက်မလား ြီးတော့ Frostman ဖြစ်တဲ့လီဗျန်ဟောင်းကပေါ့နော်စီဇန်2မှာ player 001အနေနဲ့ပဲပါဝင်ကစားခဲ့တာပေါ့နော်စီဇန်တစ်ခုလုံးဒီအခုလာမဲ့စီဇန်မှာရောသူကအဲ့လိုမျိုး character နဲ့ပဲဟန်ဆောင်ပြီးဆက်ပြီးကစားမလားဒါမှမဟုတ်နောက်ကွယ်ရနေပဲ game ကိုကြိုးကင်မလားဆိုတာတော့စောင့်ကြည့်ရမှာပဲပေါ့နော်ချောကတော့ preview ကြည့်ပြီးကြတဲ့ကတညာလုံးတော့မှမအိပ်နိုင်ပဲဒီလိုမျိုး theory ရရှောက်ပြီးတော့စဉ်းစားတာပေါ့နော်ချောကအခုပြိတ္တကြီးကိုလည်းခေါင်းပြန်စားပါမယ်ဘယ်လိုမျိုးထင်ပါသလဲချောအနေနဲ့စိတ်ဝင်စားတဲ့နောက်ထပ် character တစ်ခုကတော့ဟိုမြောက်ကိုရီးယား ူပါပဲ။ तू อ่ะဗောနော season 2တောက်လျှောက်มาဗောနော။ तू อ่ะ pink soldier အနေနဲ့ပဲပါဝင်ပြီးတော့ villain ဖြစ်ခဲ့တာဗောနော။ season 3မှာရော तू อ่ะဒီလိုမျိုးပဲ villain ဖြစ်ပဲဆက်သွားမလား။ဒါမှမဟုတ်လူကောင်းပြန်ဖြစ်သွားမလားဆိုတာတော့စောင့်ကြည့်ရမှာပဲဗောနော။ချောကတော့တကယ်ကိုသိကျင်နေပြီ။နောက်ပြီး preview တန်းမှာဗောနော။3မိနစ်ယောက်ပါခဲ့လေ season 2မှာသူတို့3မိနစ်ယောက်ကအတင်းတူပဲနဲ့အတင်းကွဲွားတာကိုတွေ့ရတယ်ဗောနော။အဲ့တော့သူတို့နှစ်ယောက်ထဲကတစ်ယောက်ပဲအသက်ရှင်ကြံရင့်မယ်ဆိုတော့အကိစ္စကတော့နည်းနည်းတော့စိတ်မကောင်းစရာဖြစ်မိပါတယ်။ကဲချောကတော့ဒီကောင်ကိုတကယ်ကိုစောင့်ကြည့်နေပါပြီ ရော်ရဘုန်းတို့အနေနဲ့ရောဒီကင်းမော်ဂိမ်းမှာပေါ့နော်တယောက်တော့သူကပဲစွန့်ချေးတွေရယူသွားပြီးတော့အနာရရှိမလားဒါမှမဟုတ်ဘယ်သူမှစွန့်မရဘဲနဲ့ဂိမ်းကိုအဆုံးတက်လိုက်နိုင်မလားဘယ်လိုမျိုးထင်ကြလဲကွန်မန့်မှာပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ချောရဲ့ခက်စားကဲကိုစောင့်ကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ချောနဲ့သူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်